အန်းတက် TNL သိမ်းပိုက်ထားတဲ့နောင်ချိုမြို့နယ်ပတ်သက်ပြီးစစ်ကောင်စီလော်ဘီတွေကမတူညီတဲ့ဖြန့်ဝေမှုတွေလှုပ်ဆောင်နေပါဗျ။ပထမဖြန့်ဝေမှုကတော့နောင်ချိုမြို့က TNL တွေတက်စခန်းလုပ်ထားတဲ့ဖုန်ကြီးကျောင်းကိုလေကျောင်းတိုက်ခိုက်မှုတွေစစ်တပ်ကလှုပ်ဆောင်ခဲ့တယ်။ပြည်သူတွေကမရှိတော့ဘူးစစ်ရှောင်နေကြပြီဆိုပြီးကြော်စွာအပါဝင် Telegram Channel အများပြားကနေဖြန့်ဝေခဲ့ပါဗျ။ဒီဖြန့်ဝေမှုကိုမတ်လ18ရက်နေ့ကဖြန့်ဝေခဲ့တာပါ။ဒါပေမဲ့မတ်လ19ရက်နေ့မှာတော့ စက်ကောင်စီလက်အောက်ခံ Telegram Channel တခုဖြစ်တဲ့မှိုင်းဝေကနောင်ချိုမြို့မှာ TNL အဖွဲ့ကပြည်သူတွေကို လူသားတတိုင်းလှုပ်ဖို့မြို့အတွင်းကထွက်ခွာခွင့်မပေးဘူး။နောင်ချိုမြို့ကိုစစ်တပ်ကတိုက်ခိုက်တော့မယ်ဆိုပြီးဖြန့်ဝေနေပါဗျ။ဒီဖြန့်ဝေမှုတွေကိုကြည့်မယ်ဆိုရင်ပထမဖြန့်ဝေမှုဖြစ်တဲ့နောင်ချိုမြို့ကဘုံကြီးကျောင်းကိုစစ်တပ်ကလေနဲ့ဘုံကျဲတာဟာ TNL တွေပဲရှိလို့ကျဲချတာ။ပြည်သူတွေကအစောကြီးကတည်းကစစ်ဆောင်ပြီးသွားပြီဆိုပြီးဖြန့်ဝေနေရတဲ့ကွဲလွဲနေပါဗျ။ ဒီလိုမတူတဲ့ဖြန့်ဝေမှုတွေလှုပ်ဆောင်နေတဲ့မိုင်းဝင်တဲ့ကြော်စွာ Telegram channel တွေဟာအချင်းချင်းချိတ်ဆက်မှုရှိတဲ့ Telegram channel တွေပဲဖြစ်ပါတယ်။ channel တစ်ခုကနေတစ်ခုအချင်းချင်းကြော်ညာပေးတာမျိုးမန်းရှင်းတာမျိုးမကြခဏဆိုသလိုလှုပ်ဆောင်ပေးနေတဲ့ channel တွေပဲဖြစ်ပါတယ်။စစ်ကောင်စီလက်အောက်ခံ Telegram channel တွေဟာစစ်တပ်ကလေကြောင်းတိုက်ခိုက်မှုလုပ်တဲ့အချိန်မှာပြည်သူတွေကစစ်ရှောင်နေကြပြီးတေသူတွေဟာတော်လှန်ရေးတပ်ဖွဲ့ဝင်တွေသာ ဖြစ်တယ်လို့ဖြန့်ဝေပြီး စစ်တပ်ကလေကြောင်းနဲ့ဘုံကျဲတိုက်ခိုက်တာမှန်တယ်ရန်ဖြန့်ဝေလေးရှိပါတယ်။ဒါအပြင်စစ်တပ်ကလေကြောင်းတိုက်ခိုက်လို့ပြည်သူတွေတေဆုံးမှုဟာဖုံးကွယ်မရတော့တဲ့အခြေမျိုးမှာဆိုရင်တော့တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကပြည်သူတွေကိုလူသားတိုင်းလုပ်ထားတယ်ဆိုပြီးဖြန့်ဝေလေးရှိပါတယ်။ဒါကြောင့်စစ်ကောင်စီလက်အောက်ခံ Telegram Channel တွေဟာအကြောင်းအရာတစ်ခုကိုပဲလိုရာဆွဲရေးသားပြီးသတင်းတူသတင်းအမှားတွေဖြန့်ဝေနေတာပုံမထင်ရှားနေပါတယ်။